ဒီတစ်ခါကျွန်တော်တို့ထပ်ဆွေးနွေးမှာက auto transformer တွေပေါ့နော် auto transformer ဆိုတာကျွန်တော်တို့ရှေ့ပိုင်းမှာလည်လာခဲ့တဲ့ transformer တွေလိုမျိုးအဝင်ကွိုင်းတစ်ထုပ်နဲ့အထွက်ကွိုင်းတစ်ထုပ်နဲ့ဖွဲ့စည်းထားတာမဟုတ်တော့ဘူးသူကကွိုင်းတစ်ထုပ်ပဲရှိတယ်ကွိုင်းတစ်ထုပ်ပဲရှိတော့သူ့ကို iron core ချုပ်ကွိုင်းကိုခေါ်ကြတယ်နော်ကျွန်တော်တို့တင်ပြတာလေးအနေနဲ့ကျွန်တော်ပြန်ဆွေးနွေးနေရေးမယ်ဆိုရင်ကျွန်တော်တို့အရင်ဆုံးဒါလေးပြန်ကြည့်ကြည့်ကြရအောင်နော်အဲ့တော့ဥပဒေစာယူကျွန်တော်တို့တွေးခဲ့တယ်ကွိုင်းဟာ 4မျိုး3မျိုးရှိရနော်အင်တာတာ3မျိုးအင်တာတာ3မျိုးမှာမှာကျွန်တော်တို့နံပါတ်1ဒါ A ကိုမတ်တီ A ကိုမျိုးစာ A ကိုပြီးလို့ရှိရင်နောက်ထပ်ဘာဖြစ်လာလဲဆိုရင်ဒါ Fred ကိုပေါ့နော် Fred ကိုအဆက်ကလေးပါတယ် Fred ကိုနောက်တစ်ခါကျွန်တော်တို့ဘာဖြစ်သွားလဲဆိုရင် Iron ကို အဲအဲ့ iron core ကိုပဲကျွန်တော်တို့ကချုပ်ကွယ်အနေနဲ့ထပ်သုံးလိုက်တာတခုပေါ်လာတယ် iron core iron core ပြီးလို့ရှိရင် coin iron inductor နှစ်ခုပေါ့နော် inductor နှစ်ခုပေါင်းလိုက်လို့ရှိရင် transformer ဖြစ်လာတယ်ဒါဆိုရင်တော့ transformer ဖြစ်သွားတာပေါ့အဲဒါဆိုရင် အဲ့ဒီ၄မျိုးမှာကျွန်တော်တို့အခု auto transformer ဘယ်ကနေထွက်လာလဲဆိုရင် iron core အမျိုးအစားနေထွက်လာတာအဲ့ဒါကို iron core ချုပ်ကွင်လို့ခေါ်တယ်เนาะဆိုတော့ iron core ချုပ်ကွင်ကဟိုလွယ်လွယ်ကူဖြစ်လာတော့မဟုတ်သူကဥဆုံးအဆင့်မိချောင်းအနေနဲ့ဖြစ်လာမိချောင်းမိချောင်းနေမှာအရင်ခေတုန်းကဆိုရင်မိချောင်းထုံးမှုချုပ်ကြီးဆိုတော့အလေးတထုံးပါတယ်အဲ့အတုံးကြီးက iron core ချုပ်ကွင်ပဲသူက iron core ချုပ်ကွင်ဘယ်လိုဘယ်လိုမျိုးလဲဆိုလို့ရှိရင်အဝင်ကွင်လဲဆိုတော့ဒီကနေဝင်လဲဆိုရင်လဲ ဒါမျိုးပေါ့အဝင်ကွန်ရဲတူပဲအထွက်ကွန်လည်းတူပဲလောက်ထားပုံစံကဘယ်လိုမျိုးလဲဆိုရင်တံပြားတပြားတပမှာပဲကွန်တုံးတစ်ထုပ်ကနေပတ်ထားတော့တော့အင်တာတာနဲ့ခက်ဆင်ဆင်ပဲဒါပေမဲ့သူ့ကိုအန်ဂိုချုပ်ကွန်ခေါ်ရဲနောက်ပိုင်းကျတော့အော်တိုထရန်ဆော်မာဖြစ်လာနော်အခုကျွန်တော်တို့အော်တိုထရန်ဆော်မာကြီးအလုပ်လုပ်တဲ့ပုံစံကိုစာပြီးဆွေးနွေးပါမယ်သူ့မဆွေးနွေးခင်မိချောင်းလေးအလုပ်လုပ်တဲ့ပုံစံကိုကျွန်တော်တို့အရင်ဆုံးဆွေးနွေးပါမယ် ဒါကတော့မိချောင်းလင်းတဲ့ပုံစံမျိုးဒါမိချောင်းလင်းနေပြီအဲ့တော့မိချောင်းလင်းနေမိချောင်းမှာအရင်တော့ဆိုဖွဲ့စည်းဖို့အတွက်ဆို balance လို့ခေါ်တယ်ဒါ quantum ကြီးထုတ်ပါတယ်ချုပ်ချုပ်ပေါ့နော်ချုပ်ချုပ်ခုတော့ electronic control ဖြစ်ကုန်ဖြစ်တဲ့အတွက်ဒါမျိုးတော့သိမရှိတော့ပါဘူးနောက်ပြီးလို့ရှိရင် starter media တစ်ဖက်ဖက်ခန့်နေတာရှိတယ်မိချောင်းတစ်ချောင်းပါမယ်ဒါမျိုးပဲသူ့ရဲ့ diagram ပေါ့အဲဒီလိုပုံစံမျိုးလေးတရားနေ gas စီးလာမယ် မိကြောင်းကမိစားတွေဝင်မယ်ပြီးစာရာစီသွားမယ်စာရာစီသွားပြီးရင်ဒီကနေ့ပြန်ထွက်သွားအခုအချိန်ကမိကြောင်းလင်းနေတယ်စာသာအလုံးမလုပ်တော့ဘူးစာသာအလုံးလုပ်တဲ့အချိန်ကိုကျွန်တော်စာပြီးဆွေးမိကြည့်မယ်နော်ဟုတ်ပြီဒီအချိန်ကအပူတိုက်အဆင့်လို့ခေါ်တယ်သူတို့ဆိုလို့ရှိရင်နော်အပူတိုက်တယ်လို့ခေါ်တယ်အဲ့အချိန်မှာစာသာအလုံးလုပ်တယ်ကျွန်တော်ဒီကနေ့ AC plug ကိုထည့်လိုက်ပြီဒီကနေ့ပြီးတော့ quine ကို ရက်စစ်စီးသွားပြီ230ဘိုးတွေနော်အိမ်သုံး230ဘိုးတွေစီးသွားပြီစီးသွားပြီရက်နေလာပြီးတော့မီးစာကွိုင်းတွေကနေပြီးတော့ဖြတ်သွားတယ်ဖြတ်သွားပြီးတော့မှဟောဒီနားကိုယောက်လာစတာတာထိတ်ကိုယောက်လာစတာတာထဲမှာသူက inner gas ဆိုတာထည့်ထားတယ်အဲ့ inner gas ကဘာဖြစ်လဲဆိုရင်ရက်စစ်ဖြတ်တန်းစီးစင်းလာပြီးပူလာလို့ရှိရင်သူက ဒီကောင်ကြီးကအကွေးလေးရဒီကောင်ကသွားထိအဲ့တော့ဒီကောင်ချက်စစ်စီဘူအောင်ဘယ်ကောင်ကကူညီရလဲဆိုဟောဒီကက်ပါစီတာလေးကကူညီရသူကဘိုးလေးနည်းနည်းလေးပြန်အသားလေးဖြတ်စီပြီးတော့ပတ်လန်းပြေအောင်သူကလှုပ်လိုက်တာအဲ့ဒီအချိန်မှာဒီကောင်နှကောင်အချက်စစ်ဖြတ်စီနေတဲ့အတွက်ကွိုင်းလိုဖြစ်ပြီးတော့ပူနေပြီဖီလမန့်နော်အပူတိုက်တဲ့အဆင့်အဲ့ဒါကြောင့်အဲ့ဒါကိုအပူတိုက်တဲ့အဆင့်လို့ခေါ်တာအဲ့တော့စတာတာဒီကနေကာ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 ပြီးတော့ဖတ်ခနဲ့ဆိုထိလဲထိလဲရောဘာဖြစ်သွားလဲဆိုရင်ချက်စစ်ပတ်လန်းကြီးကအပြီးပြေသွားတယ် အကြီးပြေွာဒီလိုတိတိလေးမဟုတ်တော့အကြီးပြေွာအကြီးပြေွာအချိန်မှာအဲ့ဒီမှာရှိတဲ့ balance ကဘာဆဖြစ်လာလဲဆိုရင်သူ့ထဲမှာစပြီးတော့ magnetic flux ကြီးစထွက်လာတယ် magnetic flux ကြီးပေါ့နော်အဲ magnetic flux ကြီးတန်လိုက်ဆက်ကွင်းကြီးစပြီးပေါ်လာတန်လိုက်ဆက်ကွင်းကြီးပေါ်လာပြီပေါ့တန်လိုက်ဆက်ကွင်းကြီးပေါ်လာပေါ်လာပေါ်လာတဲ့အချိန်မှာအဲ့တော့ဒီကောင်လေးအားလေးပြေလေးပြေတော့ရောအားလေးပြေတော့တန်လိုက်ဆက်ကွင်းအကြီးပေါ်လေးပေါ်ဒီကောင်ကဘာဖြစ်သွားလဲဆိုတော့ ထိညာကြလို့ရှိရင်သူ့ရဲ့တဘာဝကထိညာကြရင်အေးွားတယ်ဒီထဲမှာအေးွားအေးွားတော့ဒီနှုတ်ကဖခနဲ့ဆိုပြန်ကွာွားတယ်ပြန်ကွာတော့ဒီဘားလက်ဆင်မှာဆိုတော့အောင်းနေ magnetic flux တွေ back em ဖြစ်ဆောက်ထွက်တာဆောက်ထွက်တော့ဘိုးလေးကအကြီးထွက်တာအကြီးထွက်လာခါကျတော့တွားစရာမရှိတွားစရာမရှိတော့ဘလို့ဖြစ်လဲဆိုဒီမှာဒီချိန်မှာမိချောင်းကပူနေအဲ့ဒီကနေဖခနဲ့ဆိုဖြတ်ပြီးွားတာ ီကနေဖြတ်ပြီးပြီးတော့ဒီမှာပတ်လန်းပြန်ဆက်သွားအဲ့လိုနီးနေလျှက်စိတ်ကိုလေးရဲကူးအောင်လှုပ်လိုက်တာနော်လေးရဲကူးအောင်လှုပ်လိုက်တာလေးရဲကူးအောင်လှုပ်တယ်ဆိုတော့ကျွန်တော်တို့မိုးချိုးပစ်တယ်လို့ပေါ့အဲ့တော့ဗိုလ်ဒီကတိတ်များတဲ့ခါကျတော့ လေရီကနေဖြတ်စည်းသွားတယ်။ပြီးတော့သူကဖြတ်စည်းလို့အာကောင်းလေအဲထဲမှာဓာတ်ငွေထည့်ထားသေးတယ်နော်။အာကွန်ဓာတ်ငွေတို့အင်နာဓာတ်ငွေတို့အဲ့ဒါတွေထည့်ထားခါကျတော့အာကောင်းလေဒီမှာလေပူနေဆိုပူနေတဲ့ခြေနေမှာလေလည်းမရှိဘူးဆိုရင်ရက်စက်ကဖြတ်တန်းစီစဉ်လို့ပူအာကောင်းတယ်။အော်ဒီမှာဆိုဒီလိုဖြတ်သွားတယ်နော်။အဲဒီလိုပုံစံလေးအဲ့တော့ကျွန်တော်တို့ခု auto transformer ဆိုတာဒီချုပ်ကန်နေဆင်းသက်လာ။အဲ့ဒါကိုရှင်းပြခြင်းတဲ့အတွက်မိချောင်းအလုပ်လုပ်ပုံအရင်ရှင်းပြရတာဖြစ်ပါတယ်။ကျွန်တော်တို့ကဆက်ကြည့်ကြမယ်။ဆက်ကြည့်ဒါဆိုရှင်ကျွန်တော်တို့တော်တော်များတွေ့ဘူးလေအလုံးလေး ဒီလုံးလေးကိုလှည့်လို့ရှိရင်အဝင်ဘိုးလေးကအမြင့်ဆုံးသူရေးထားမှာပေါ့ဒီမှာ260 260ကနေတော့တုံညာတိလှည့်လို့ရအဲဒီလိုဒီလိုပုံစံတွေကဒါတွေက auto transformer တွေနော်နောက်တစ်ခါမှာအဲ့ကောင်ကိုဖြွင့်ကြည့်လိုက်အဲထဲမှာ orange transformer လို့ခေါ်တယ်ဝါလုံးပုံဝါလုံးပုံပြီးတော့လေးတော့မဟုတ်ဘူးဝါလုံးပုံပြီးတော့သူကကြီးကွန်ကြီးလို့ပတ်ခဲတာကြီးကွန်ကြီးပတ်ခဲတာဒီကောင်ရဲ့ပုံစံကဒါကျွန်တော်ဖြည်းဖြည်းချင်းဆွေးနွေးမယ်နော်ဟုတ်ပြီနောက်တစ်ခုကျွန်တော်ထပ်ကြည့်မယ် ဒါကသူ့ရဲ့ diagram ပေါ့ဒါက coin ထုတ်ကြီးဒါက coin ထုတ်ကြီး coin ထုတ်ကြီးကိုတော့မှဒီမှာသူက step up transformer နဲ့ step down transformer မတူပါဘူး step up ကကျွန်တော်တို့အိမ်ဒီမှာ တုံးပါတယ်ဘလူးတုံးလဲဆိုလို့ရှင်အပြင်ဘွားနေလာလို့ရှင် ကွင်လို့ယူလှဲ့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 တင်လာလှဲ့လှဲ့တင်လာတဲ့အတွက်သူကဒီနေရာမှာလျှက်စစ်ညှို့တာဒီတခွင်လုံးလျှက်စစ်ညှို့ပြီးတော့အထွက်ကတော့230ဦးမပြောင်းလဲဘူးငြိမ်နေမယ်အဲဒါမျိုးအထွက်က EPC ဘက်ကမိရကြရင်ဒါကိုလှဲ့လှဲ့ပြီးတင်လာရင်ဒီဘက်ကအထွက်ကို230ကိုလိုချင်တော့ပေါ့သူကများသွားလို့ရှင်တော့230တဲ့လဲကြော်ဝင်ကြော်သွားလိမ့်မယ်ကိုလှဲ့တာနေဝိုင်းလဲအဲနည်းနည်းလို့တာပေါ့နော်ဒါကတော့ဒါတော့အတိအကျမရနိုင်အော်တိုမဟုတ်တဲ့အတွက်ဟုတ် လုံးရမီယာဆောက်တက်လာလို့ရှိရင်အတွင်းနဲ့ဆောက်တက်တတ်တဲ့ပြဿနာကြီးရှိတယ်။အဲသူက protection နေထားတာပဲနော်။ electronic စနစ်နဲ့မီယာဆောက်တက်လာရင်ဖြတ်ချပြန်အောင်လုပ်မယ့်စနစ်တွေရှိပါတယ်။ဒါကြောင့် step down transformer ဆိုတာအဝင်ဘိုးလေးကိုတဲ့ EPC တိုင်းအသီးပြီးထားပြီးတော့ဒီဘက်ကနေဘိုးလေးကို0ကနေပြီးတော့အမြင့်ဆုံး260လာအဲလိုတဲ့အခြေအနေထိတင်ပေးတာ။ဒါကောင်ကဘာနဲ့တူလဲဆိုဒီမျိုးစား။ဒီမျိုးစားဟုတ်ပြီနော်။ဒီကောင်ကကျတော့ဘာနဲ့တူလဲဆိုရင်ဒီမျိုးစား။ဒါအိမ်ဒီမှာမီယာနှင်းနှင်းမှုတွေတုံးတာ။ တော့ဒီကောင်ကြီးဒီ transformer ကြီးဘယ်လိုလှုပ်လှုပ်တာလဲဆိုတာကိုကျွန်တော်တို့ဆွေးနွေးကြည့်ရမယ်ဆိုရင်အဲ့တော့ဒီကောင်ကအဲဒီဝိုင်းကြီးကဒီဝိုင်းကြီးကဒါကနဲ့ဆက်တာဒီထိတ်နေအဲ့တော့ဒီမှာ neutral ဆက်တာဒီနားမှာသူတို့တခါလေးဆက်ထားပြီးသားရှိလိမ့်မယ်နော်ဒီမှာအဝင်ဆိုရင်ဒီမှာ attract ပေါ်ဒီလိုမျိုး attract ပေါ်ဒီလိုဆက်ထားလိမ့်မယ်နော်အဲ့တော့ဒီမှာ fade ထွက်ဖို့ကြတော့ဒီကနေယူတယ် ီလိုနေရာပေါ့နော်ဒီလိုဒီလိုဆက်ထားတယ်ပေါ့နော်ဟုတ်ပြီအောက်ပို့အောက်ပို့နေရာအဲ့လိုဆက်ထားတာအဲ့တော့ဒီမှာလေ V2 ဒီမှာ V1 V1 ကတော့ EPC ဘက်ကအဝင်ပေါ့တပည့်ကို EPC လို့မှတ်ထားလိုက်မယ်နော် EPC လို့မှတ်ထားသူကဘယ်လိုသဘာဝလဲဆိုလို့ချင်းဒီ quai ကြီးကညှို့ဒီ quai လုံးကြီးတစ်ထောင်လုံးကညှို့ quai လုံးကြီးတစ်ထောင်လုံးကညှို့လဲခေါ် iron ကိုချုပ် quai လို့ပုံစံမျိုး auto transfer ညှို့တဲ့ခါကျတော့သူက EPC အားနည်းလာရင်ဘာလို့ ਆ လဲဆိုတော့ဒီအဝိုင်းကြီးကိုရှော့ပြီးတာဒီဘက်ကိုရှော့ပြီးတာဒီဘက်ကိုရှော့ပြီးတာဆိုတော့ဒီအောက်ဆင်းလာတာကိုပြောတာဒါမိရကြရင် ပြရကြပြီဆိုရင်အောက်ကိုချပြရချပြီးတော့ဘလို့ဖြစ်လာလဲဆိုတော့ဥပမာဆိုတော့ဒီနေရာရောက်လာဆိုပါဆိုအဝင်က80ပို့ပဲရှိတယ်ဒီနားတည်းကိုချိန်ထားလိုက်ရင်ဒီ quality ကြီးတစ်လုံးကညှို့နေတဲ့အတွက်အထွက်က230ပဲထွက်လာနေမယ်နော်အဲကိုလှည့်တဲ့ပုံမူတည်တာပေါ့ကိုကလက်များသွားလို့ရှိရင်လည်း230တဲ့နည်းတော့မှနည်းသွားနိုင်တယ်230ထက်လည်းများသွားနိုင်တယ်နော်ပြီးလို့ရှိရင်ကျွန်တော်နောက်တစ်ခါကျတော့ EPC ကမီးရတက်လာရင်မလုပ်ပြရလဲဆိုတော့အပေါ်တင်ပြရတယ် အဲပုံတင်ပေးရဒါတော့မှနောက်ဆုံးအဝင်230ဆိုအထွက်230ဒဲဖြစ်သွားတော့စီစဉ်တာအဲ့လိုမျိုးအဲ့လိုမျိုးပေါ့နော်ဒါကတော့လက်လက်ဖြစ်တဲ့အတွက်လူကတစ်ချိန်လုံးစောင့်ကြည့်နေရတယ်ဒါပေမဲ့ဘူဝသိပ်များလာလို့ရှိရင်ရုတ်တရက်ပေါ့ကျွန်တော်တို့ကဒီမှာ80ဘူဝကြလို့ချိန်တာသူကဝုန်းလဲဆိုပြီးတော့120လောက်စောက်တက်သွားရင်ဒီမှာအထွက်မှာ300ရေးပါဖြစ်သွားတယ်အဲ့ဒါမျိုးဆိုရင် electronic ပစ္စည်းတွေအိမ်တွေကပစ္စည်းတွေပျက်စီးသွားနိုင်တယ်အဲ့တော့သူကဘာလုပ်လဲဆိုတော့နောက်ပိုင်းကျတော့ဒီကောင်ကြီးကိုဟိုကတ်တောက်စနစ်တွေပါလာတယ်ပေါ့နော် ။နော်ဒီလိုပုံစံဒီဘက်ကောင်ကြတော့ကျွန်တော်ဆွေးနွေးမယ်ဆိုရင် तू ကကြတော့အတူတူပဲဘလို့တူလဲဆိုတော့ तू ကကြတော့အဝင်ဦး230ပေါ့အိမ် EPC ပေးထားတယ်ပေါ့ EPC ရောင်းမြန်လေးပဲလန်သွားတာပါ step up နဲ့ step down နဲ့ EBC ပြီးသားတယ် EBC မီအတိပြီးသားအဲ့ကနေတော့တက်ပင်တစချင်းကြီးဆွဲထုတ်ပြီးတော့ကိုလိုချင်တဲ့ဘိုးလေးကိုတင်လိုက်ချလိုက်နေသွားတာပါဒီကောင်ကတော့ကြာတော့ကျွန်တော်တို့ဓာခွဲကန်းသုံးတာပေါ့ကြောင်းနေဓာခွဲကန်းနေအလျက်စစ်စမ်းတတ်တဲ့အခန်းနေမှာသုံးတယ်0ဘိုးကနေပြီးတော့960အထိသူချိန်လို့ရပါတယ်အဲ့လိုလှုပ်ထားတာပေါ့နော်မင်္ဂလာဒီနေ့တော့တက်ပင်လေးနဲ့အပူလေးပါရအောင်ပါတော့ဒီနေ့က230ဝင်အထွက်က230ပဲရလိမ့်မယ်အဲ့တော့260ရချင်တော့နည်းနည်းလေး quantity ပတ်နည်းနည်း quantity ပတ်ပြီးတော့ တစားဆွဲထုတ်ထားလိုက်အဲဒါဆိုရသွားပြီเนาะအဲ့မှာကျွန်တော်တို့တခုဟိုဒီကောင်လေးကကြတော့ isolating မလုပ်ထားဘူးလို့ခေါ်တယ် isolating မလုပ်ဘူးဆိုတာဟိုထပ်လိုက်တယ်ထပ်လိုက်တယ်ဆိုတဲ့သဘောတရားလေးကျွန်တော်ရှင်းပြရမှာเนาะကျွန်တော် euro transformer လေး quantum နှစ်ထုတ်ပါတယ်ဟုတ်ပြီဒီမှာ EBC ကဝင်မယ်ပြီးရင် iron core ခံမယ်ပြီးရင်ဝင်ရှာပြီမဆိုပါဘူးဒီလိုဟာဆိုလို့ရှိရင်တော့ isolating လုပ်တယ်လို့ခေါ်တယ် ဘာမို့ isolation အတူတူပဲအခုခေတ်နာမည်ကြီးနေတယ် covid isolation isolating ဆိုတာဒါမျိုးပေါ့နော်အဲ့တော့ခွဲခြားတာလားခွဲခြားလိုက်တော့ EBC နဲ့တပက်ကဟုံးနဲ့မတူတော့ဘူးဟုံးနဲ့မတူတော့ဘူးဆိုတော့ဒီမှာက face ရှိတယ်ဒီမှာက neutral ရှိတယ်အဲ့တော့ neutral ကသူက ground ချလာတာအဲ့တော့လူကနေပြီးတော့ဆိုပါစို့လူကလူတယောက်ကဘလိုမျိုးလဲဆိုလို့ရှိရင်ဒီကျိုးကိုကင်ရင်လည်းလိုက်နိုင်တယ်ဘာလို့လဲဆိုတော့အောက်မှာ ground ဆက်နေလို့နောက်တစ်ခါဒီကျိုးကိုကင်ရင်လည်းတတ်လိုက်နိုင်တယ် ဒါပေမဲ့ဒီအထဲမှာကျတော့ तू ကမလိုက်တော့ဘူးဘလို့ဖြစ်သွားလဲဆိုတော့မြည်ကြီးနဲ့ဆက်ဆက်မှုမရှိတော့ဘူးเนาะလူတယောက်ဒီကျိုးကိုင်ရင်မလိုက်ဘူးဒါပေမဲ့အဲ့မှာ face ရှိတယ် तू ကနှစ်ခုလုံး face ဖြစ်သွားတာ EBC ဘက်မှာ face တစ်ခု neutral တစ်ခု transformer ရဲ့ truck မှာနှစ်ခုလုံး face အဲ့တော့ဒီကိုင်လည်းမလိုက်ဘူးဒီကိုင်လည်းမလိုက်ဘူးဘယ်အချိန်မှလိုက်မှာလဲကျိုးနှစ်ခုလုံးဇုံကိုင်မှလိုက်တယ်ဘာကြောင့်လဲဆိုတော့ तू က ground မရှိဘူးဒီကောင်က ground မရှိဘူး ground set တွေ့ထားခြင်းမရှိဘူးဒါကြောင့်မလို့အဲ့တော့ဘာလို့ວ່າလဲဆိုရင်အဲဒီခါအဲ့လိုအဆင်ပြေအောင်ဆိုပြီးတော့မိသမားတွေကတခါတည်းဒီလိုဆက်ပလိုက်တယ်အဲ့တော့ဒီမှာ defeat ပျောက်သွားတယ်တစ်ဖက်ပဲကျန်တော့ရယ်နော်အဲ့လိုမျိုးနီးနေ isolating လုပ်တာဒါပေမဲ့ကျွန်တော်တို့ဒီအခုရှင်းပြနေ auto transformer တွေကအဲ့လိုမဟုတ်ပါဘူး auto transformer တွေကတော့တခါတည်းအတွဲလိုက်ပါပြီးသားဒီမှာတခါတည်း neutral set ထားပြီးသားနော်ဒါဒါကြီးကဒီမျိုးစားကြတော့အဝင်ကိုအသေးပေးထားပြီးတော့ဖြည်းဖြည်းချင်းလှည့်ယူတယ်ဒီမျိုးစားကြတော့ အဝင်ကိုချိန်လို့ရတယ်အထွက်ကကျွန်တော်တို့ဟိုအဝင်ကဘိုးအနှဲမယ်ဆိုရင်အထွက်ကိုချိန်လို့ရအောင်လုပ်ထားတယ်ပုံစံဒီလိုပုံစံလေးပေါ့နော်မတူပါဘူးအဲ့တော့အခုနောက်ဆုံးကျွန်တော်တို့ဆွေးနွေးမှာကဒီဓာလေးကကျွန်တော်တို့စောစောပုံစံ diagram စောစောကောင်းကြတော့လက်လက်လုံးဝတစ်ခုချင်းနေသွားတာဒီကောင်းကြတော့ step နဲ့သွားတာ step နဲ့ခုန်တက်သွားနော်၅ဘူ၁၀ဘူစသဖြင့်စက်နဲ့ခုန်တက်သွားတာကျွန်တော်အိမ်ဒီမှာဒီလိုတော်တော်များလက်လက်မြန်မြန်စေမြင်မှုပါလိမ့်မယ်ဒီပုံစံမှာဒီမှာဆိုလို့ရှိရင်သူ့ကိုကွိုင်းလုံးကြီးကို တက်ပင်တွေထုတ်ထားတာနော်တက်ပင်တွေဒစားတွေထုတ်ထားတယ်ဒီလိုပုံစံတက်ပင်တွေဒစားတွေထုတ်ထားတယ်ပြီးတော့မှသူမှာအောက်ပေါ်ဒစားနဲ့ neutral နဲ့ရှိမယ် neutral ကတော့တိုက်ရိုက်ပြန်ဆက်ထားတယ်ဒီမှာဆိုရင်1 down 220အပေါက်တွေထုတ်ထားတယ်ဒါကကျွန်တော်တို့ဒီလေကိုပိုးလို့ခေါ်တယ်ဒီကောင်ရေဂူလေတာခလုတ်ကြီးဒီခလုတ်ဒီခလုတ်နော်ရေဂူလေတာခလုတ်ကြီးအဲ့တော့ကျိုးဆင်တဲ့အခါကျတော့ဘလို့ဆင်ရလဲဆိုရင်မီးအားကျလာရင်ကျွန်တော်တို့ကမြင့်မှာမီးအားကျလာဆိုဒီလေရေဂူလေတာရဲ့ကောက်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 နဲ့တင်မှာ မီးအားများလာရင် regulator ကိုပြန် short မှာအဲ့တော့ဒီမှာဆင်တဲ့အခါကျတော့ပြောင်းပြန်ဆင်ရတယ်ဒီနေရာမှာပူအားကျတယ်ဆိုရင်ပူအားကျလာတယ်ပူအားတအားကျလာတယ်ဆိုရင်အဝင်60ပဲရှိရင်အထွက်230ရအောင်ကျွန်တော်တို့ကဘယ်လိုဆက်လဲဆိုရင်ဒီကောင်ကိုဟောဒီမှာဆက်ရတယ်အဲဒါဆိုလို့ရှိရင်နံပါတ်7ဆိုရင်နံပါတ်7လဲထားရင်ဘွားအနည်းဆုံးအဲ့ဒါဆိုလို့ရှိရင်အထွက်က230သုံးမှု240ရနိုင်မယ်အဲ့လိုဆက်တာနော်ပြီးရင်ထပ်ဆက်မယ်ဩော်ဒါမျိုးပေါ့နော် နောက်ဆုံးနောက်ဆုံးကတော့ဒီမှာပေါ့ဆိုရလို့နောက်ဆုံးဒီမှာပေါ့နောက်ဆုံးဒီမှာဆိုလို့ရှိရင်သူ0မှာထားမယ် off မှာထားတဲ့ပုံစံမျိုးအဝင်အဝင်တိုင်းပြန်လှုပ်ပေးလိုက်တယ်ဒီပိုးကဒီဟာဒီပိုးကဒီဟာမြင်ရပြီနော်ဟုတ်ပြီဒါဆိုရင် input ကကျွန်တော်လေ့လာကြည့်မယ် input ကိုကြည့်တဲ့အခါကျတော့ input ကတခုက fit အဲ့ fit ကဒီပိုးကြီးပဲအဲ့တော့ဒီကနေ coin တွေကိုထောက်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 သွားတယ်ဒါဆိုရင် neutral က တိုက်ရိုက်တစားပေးထားပြီးသားအောက်ကိုတစ်ခါထွက်သွားတယ်အဲ့တော့ဝင်လာမယ်ဆိုမျက်စိရှုပ်ပုံနော်အဲ့တော့ဝင်လာမယ်ရက်ဝင်လာဖေးကဒီဝင်နေပွိုင်လုံးကြီးကိုလျှက်စစ်ညှို့တယ်လျှက်စစ်တန်လိုင်းလိုင်းညှို့တယ်အဲ့တော့230ဘူဖြစ်နေထွက်သွားတယ်တကယ်လို့မိရများလာရင်ကျွန်တော်တို့ဒီကောင်ကိုလှည့်မှာပေါ့ဒီအကြီးကိုကောက်ကောက်ကောက်နဲ့လှည့်လို့ရှိရင်မိရများလာရင်အောက်ကိုအဲမိရများလာရင်ပို့တင်မယ်မိရနေဝင်အောက်ကိုချမယ်နော်အများလာရင်အပေါ်တင်တာ နဲလိုက်ရင်အောက်ကိုချတယ်။မြန်နဲ့အောက်ချပြရနော်ဒီလိုပါပဲ။အဲ့တော့ဒီဥစားရဲ့သူ့အတွင်းနဲ့လှုပ်ဆောင်တာပေါ့ကောဒီလိုမျိုးလေးပါ။အဲ့ဒီမှာမှသူကဘာလုပ်လဲဆိုရင်တခါတလေ electronic circuit ပေါ့။ဗိုးလေးများလာလို့ရှိရင်အတန်ထွက်အောင်လုပ်ပြီးစနစ်ကလေးပါတတ်တယ်။အဲ့စနစ်ကလေးအတွက်ဆိုရင်သူကဒီနားလေးမှာတက်ပင်လေးတစ်စားထုတ်လိုက်တယ်။တက်ပင်လေးတစ်စားထုတ်လိုက်တယ်။အဲတက်ပင်လေးတစ်စားထုတ်တယ်။ အဲ့ဒါလေးက12ဘူလေးထုတ်လိုက်ပြီးတော့ electronic circuit ကိုဒိုင်အိုနဲ့ခံပြီးတော့ DC ပြောင်းပြီးတော့အတန်ထွက်တာဟုတ်ပါပြီပြီတော့ပြီးတာပေါ့နော်ဒီမှာဆိုကြည့်လိုက်အောင်မယ်ဒီမှာကိုကြည့်လိုက်မယ်ဆိုဘာတွေ့ရမလဲဆိုတော့ဒီမှာဆိုကြည့်လိုက်အောင်မယ်ဒီ transformer ဆိုရင်အထွက်အတွင်း230ဘူလေးပါတယ်ပြီးလို့ရှင်130ဘူလေးပါတယ်အဲ့ဒါကဘလူလုလုထားတာလဲဆိုရင်ဒီနားကနေတစားဆွဲထုတ်ထားတာပါဘာမှမဟုတ်ဒီနားက130ရှိတယ်ဆိုပါစို့ဒီနားက130တစားရှိတယ်ဆိုပါစို့ ီဂျားလေးမှာပေါ့နော်အော်ဒီမှာတော့ဒီဂျားလေးမှာပေါ့အဲအဲ့ရနေပြီးတော့ဒဇတခါလေးဆက်ပြီးတော့သူ့ကိုကျွေးထားတာ neutral ဒဇအတိုက်ဝင်လာမယ်အော် neutral ဒဇအဒီကနေအောက်ဘက်ကနေတိုက်ဝင်လာတယ်ဒါဆိုလုံလောက်သွားပြီဒါဆိုရင်ဒီကောင်ကဘယ်ကလာမယ်သူ့အထဲမှာ neutral ချင်းကူးထားမယ်ပြီးလို့ရှိရင်ဒီဒဇကဒီမှာထည့်ပြီးထားလိုက်တယ်ဒါဆိုရင်220ဒဇ220ဒဇရမယ်110ဒဇရမယ် auto transformer ရဲ့အားသာချက်ကဘာလဲဆိုရင်ကျွန်တော်တို့ပြန်ပြီးထပ်ပြီးဆွေးနွေးကြည့်မယ်ဆိုရင် auto transformer ရဲ့အားသာချက်ရှိပါတယ် auto transformer တစ်လုံးကိုကျွန်တော်ကစသုံးမယ်ဆိုရင်ဒါက UU transformer UU transformer ကိုကျွန်တော်တို့သုံးမယ်ဆိုရင်ဘာဖြစ်လဲဆိုရင်ဝ900 transformer ဆိုရင်ဒီဘက်လည်းဝ900ပတ်ရမယ်ဒီဘက်လည်းဝ900ပတ် ဒါပေမဲ့အဲ့ဝက်ငါနှစ်ခုကတစ်ထောင်မဖြစ်လောက်အဲ့တော့ဘာဖြစ်လဲဆိုရင်ကြီးကြီးကုန်ကျစရိတွေပုံများအော်တိုထရန်စဖော်မာကြတော့အဲ့လိုမဟုတ်သူ့ဒီလိုဆွဲရအော်တိုထရန်စဖော်မာဒီဇိုင်းဟာအန်လိုကိုချုံနေတူတူပဲနော်အော်တိုထရန်စဖော်မာအတားချက်ကတစ်ထောင်ပတ်လိုက်ရင်တစ်ထောင်ပဲနေရာလည်းအများကြီးကျုံတက်သွားစားလေးတယ်နော်နောက်နှစ်ခုမလိုတော့ဘူးတစ်ခုလည်းပဲတူကိုယ်တိုင်လည်းအဝင်တူကိုယ်တိုင်လည်းအထွက်ပဲဒီကနေကျွန်တော်ဇီရိုပို့ပြလိုက်တယ်ဆိုတော့ဒါအောက်ပို့ပေါ့ညနေ neutral ထည့်ပြလိုက်တယ် ဖေးကိုဒီကနေထည့်ပြလိုက်မယ်ဒီကနေဆိုပါစို့ဒီကနေကျွန်တော်ထည့်ပြလိုက်မယ်ဆိုရင်ဒီကနေအောက်ဘောသူပြန်ထုတ်သွားမယ်220ထုတ်တော့မယ်။ဒီဟာ1 time ပဲဝင်လာတယ်။အဲဒါမျိုးပေါ့နော်။အလေတေးတွေက1 time 220ထုတ်တော့မယ်။အများကြီးတက်တာသွားစီတယ်။သူ့ဘာသာသူပြန်ညှို့သွားတာ